ကြောင့်နေနိုင်တယ်လေတဲ့ကိုသွားရမယ်လားအပယ်လေးပါကိုကွေးလို့ချက်သူဝဲသူနွားတို့ပိတ်တာတို့ရေထဲကပိတ်တာတို့ငရဲတို့ငါခံရမယ်ဆိုတဲ့ဒုက္ခသစ္စာကြီးကိုမမြင်လို့မမြင်တော့ပြောရမယ်လားကိုမသိဘူးမသိကြတော့ဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကအန္တပို့လို့တယ်ဝင်တယ်ကန်းတယ်အကန်းတယ်ကိုသွားရမယ်လားကိုမမြင်ဘူးတဲ့မသိဘူးတဲ့ကိုသွားရမယ်လားကိုမမြင်တော့မသိတော့မကြောက်ဘူးပေါ့ဗျာဘယ်ကြောက်မလဲကန်းနေတာကန်းနေတဲ့ပုဂ္ဂိုလ်ဟာတရားတော်မှာများ မျက်စိကလည်းဝင်းဝင်းကကန်းလာကန်းလာတော့ခဏကြီးနဲ့လာပြီးတော့ရင်ဝပြင့်မဲ့လွတ်လိုက်တော့ခဏမှမမြင်ပဲနဲ့ဘယ်ကလာခဏကြောက်သိရမှလည်းမကြောက်ဘာကြောက်မှကြောက်တယ်လေတဲ့ကန်းလို့ခဏကိုမမြင်လို့ရှင်းစားထွက်လာမှမသိလို့မမြင်လို့ဒါကြောင့်မကြောက်ဘူးအဲ့ဒါဝင်းဝင်းကန်းများဟာခဏကြီးနဲ့လာပြီးတဲ့မကြောက်ပါဘူးဘာကြောင့်လဲမမြင်လို့မကြောက်တာပေါ့အဲ့ဒီတော့မျက်စိမမြင်တဲ့ပုဂ္ဂိုလ်ဟာလမ်းလဲလျှောက်သွားတယ်လမ်းလျှောက်သွားပြန်တော့လည်းဘယ်လိုဖြစ်တယ်လဲတဲ့ စူးပုံကြီးမမြင်တော့လဲစူးပုံကြီးတက်နေတာစူးတယ်စူးတာဂျိုင်းကြီးမမြင်တော့လဲဂျိုင်းကြီးနဲ့ကြသွားတာမီးပုံကြီးမတွေ့လဲမီးပုံနဲ့လိမ့်ကြသွားတာဘာကြောင့်ဒီလိုကြရလဲမျက်စိကမမြင်လို့ကန်းနေလို့အဲ့ဒီတော့တရားဒဂမာများလောကကြီးမှာပြောမနေကြနဲ့သုံးမိကန္တရာကယောဂကန္တရာသသံကရကကတ်ကတ်သုံးပါတော့တရားဒဂမာများရင်ဆိုင်တိုးရတယ်သမာရိရှိတဲ့ပုဂ္ဂိုလ်တော့တရားကြယ်လေး တစ္စာ၄ပါးတရားတော်များကြည်ရတဲ့ပုဂ္ဂိုလ်ဖရခဲလေးပဲလောဘဒေါသမောဟမမာနရှိတဲ့ပုဂ္ဂိုလ်တော့၄ပဲထောက်ပြီးအပယ်ရက်ဆင်းရမယ်တာမှတ်တော့ဒီသာသနာနောက်ပိတ်ဆုံးသာသနာဟာဖြင့်ပေါ့သေးသေးမလုပ်ကြနဲ့ဒကာဒကာမများအဲ့ဒါအတိပေးရတာပဲဒီညဖို့မှာအပိဓာမလို့အတိပေးတာမအောင်လဲတဲ့လောဘတီဒေါသတီမောဟတီနဲ့မမာနတီနဲ့ပြောမနေနဲ့ဒီချိန်ခါမှာသမာဓိကုဆောင်ဖို့အရေးကြီးပြီ။ဘာကြောင့်လဲအသိကပ်ဖို့အရေးကြီးပြီ။အဲ ဒီလိုမှအတိမကဖဲနဲ့လောဘရောဒေါသရောတခါတည်းလောဘတီးကြီးနေမယ်ဒေါသတီးကြီးနေမယ်မောဟတီးဖုံးဝနေမယ်မာမနာတီးကြီးနေမယ်တမိတီးနဲ့ပြောနေမယ်သားလေးတီးနဲ့ပြောနေမယ်မိလေးတီးနဲ့ပြောနေမယ်အိမ်ကြီးတီးနဲ့ပြောမယ်စိတ်နေရွှေတီးဗရမယာတီးနဲ့ပြောမယ်တိုက်ကြီးတီးနဲ့ပြောမယ်ကားကြီးတီးနဲ့ပြောမယ်ဆိုရဲသွားပြီသွားပြီသွားပြီရေဆုံးပြောပြီလားမှတ်တော့အဲဒါနဲ့ပြောနေပြီလေလောဘဒေါသမောဟမာမနာဆိုတဲ့တရားကြီးကို ဒီတရားတွေနဲ့ပြောပြီဆိုရင်တော့သုံးဆုံးမြုပ်ပါပြီဒါအသိပေးတာပါတရားဓမ္မများအခုသာသနာကြီးနဲ့ပြီးတဲ့အချိန်ခါမှာကျောခိုင်းရပါနဲ့လို့ကျောခိုင်းတဲ့ပုဂ္ဂိုလ်အဖြစ်အဲသာသနာကြီးမြေဘုရားသာသနာပြပါလေရသားနဲ့ဘုရားအလို့ကိုလုပ်ကြပါလို့သမထဝိပဿနာတရားကျင့်ကြအထုတ်တဲ့ပုဂ္ဂိုလ်မှန်မြကတော့ဗုဒ္ဓဘာသာဆိုတာဘယ်ဟာလဲဗုဒ္ဓဆိုတာဘုရားဘာသာဆိုတာဘုရားဤအယူဝါဒဘုရားဤအယူဝါဒကိုလုပ်လိုက်ပြီဆိုလို့ရှိရင်ဖြင့်သာသနာဝင်ပုဂ္ဂိုလ်ဖြစ်ကြပါလိမ့်မယ်လို့ ဒီသာသနာရှင်မှာဟောဒါဘာကြီးဒီဖြစ်မယ်သရဂန်ကြီးဒီဖြစ်မယ်အနာဂန်ကြီးဒီဖြစ်မယ်အရတမေအရတဘောရကြလိမ့်မယ်ဘာကြောင့်လဲကျင့်တာလေးပါးကလည်းဘယ်သစ္စာဘယ်သစ္စာလဲတဲ့သစ္စာတပါးတည်းလို့များသွားပြီးတော့မတင်ရတယ်သစ္စာလေးပါးဟာအမြင်အသိတွေကဘယ်လိုမြင်သွားတော့ဘယ်လိုသိသွားလဲသစ္စာလေးပါးတော်တာပါမြင်တဲ့သစ္စာကတမျိုးပြညာပြောမှာပရမတ်ပေါ့မှာနော် ။ရာဂမြင်တဲ့သစ္စာကတစ်မျိုး။အနာဂါမြင်တဲ့သစ္စာကတစ်မျိုး။အရတ္တမေအရတ္တဘုရတဲ့ပုဂ္ဂိုလ်ကြတော့သစ္စာမြင်တာကတစ်မျိုး။သစ္စာ၄ပါးလို့ဘုရားဟောတယ်နော်။သစ္စာ၄ပါး။ဉာဏ်ဥပါဒနာသမဒိဋ္ဌိပြုတ်ပုံတွေကိုဟောတာအသည့်အမြင်တွေကိုဟောသွားတယ်။အဲဒီတော့ဘုဒ္ဓဘာအသည့်အမြင်တွေညတော့ကအနိစ္စဝိစ္စညာဒုက္ခဝိစ္စညာအနတ္တဝိစ္စညာဆိုတဲ့ ဝိဇ္ဇာညာနေဟောသွားတာဧကောဓမ္မလို့ပြရတာဟောတယ်တပတ်ကိုသင်ရင်နိဗ္ဗာန်ရပါတယ်အဲ့ဒီတော့ခန္ဓာငါးပါးယုံနာတရားမြင်တဲ့ပုဂ္ဂိုလ်ကြပြန်တော့လေသူကလည်းဧကောဓမ္မပဲသူကအကြောင်းအကျိုးမြင်တဲ့သောတာပန်ကြီးဒါကြောင့်မလို့သောတာပန်ညာကဟောသွားတယ်သောတာပန်နေဟာဘုရားရှင်ကိုရောမြတ်ကြီးပရိယကျွန့်ကြည်တဲ့ပညာရှင်ပုဂ္ဂိုလ်ကြီးတွေလည်းပြောနေပြောတာရှိပါတယ်။ဘယ်သူပြောနေပြောတာရှိလဲ ဟောတာပါကြီးများဟာတဲ့ဒိဋ္ဌိပြုတ်တယ်တဲ့ယုံမှမှုကိလေသာပယ်တယ်တဲ့ဒီလိုပြောပါတယ်ညတော့ကအဓိပတိဟောတာပါကြီးဟာဖြင့်အကြောင်းအကျိုးမျက်စိတကနားတကနှာခေါင်းတကပါးတကကိုယ်တကမနှောတကဒကား6ပောက်ကအာယုံ6ပါးသူကအကြောင်းအကျိုးပြတ်တဲ့သောတာပန်ကြီးကိုမျက်စိကလည်းခန္ဓာ၅ပါးကိုမြင်တယ်ဘယ်လိုမြင်နေလဲမျက်စိကလည်း ဖြစ်ခွင့်မရအောင်သူကသိနေခန္ဓာ၅ပါးဖြစ်တယ်ခန္ဓာ၅ပါးဖြစ်တယ်နားနဲ့အသံနဲ့ကြားလိုက်တဲ့အချိန်ကလည်းခန္ဓာ၅ပါးဖြစ်တယ်ခန္ဓာ၅ပါးဖြစ်တယ်ဒါအကြောင်းအကျိုးဟိုဘက်ကိုကူးကျင်လို့ဆက်ပေးတာပါဗျာညာအဆက်ကလေးကိုနှာခေါင်းနဲ့အနံနဲ့နားလိုက်တဲ့အချိန်ကလည်းဟောအနံ့လေးရုပ်ပါလားနှကောင်းပဓာရအကြီးကြီးအနတ်တခုပေါ်လာမှနာတဲ့သဘောလေးပါလားရုပ်ပါလားရုပ်ရုပ်ချင်းမြင်ထိခိုက်လိုက်တဲ့ချင်းက ယူပဲခံစားပါလားအနံ့ကိုခံစားလိုက်တာကဝရဏခံစားပါလားပြုတ်ပြင်းပြီးတော့တည်ရင်ပြေးလိုက်တာကတင်ညာပြေးလိုက်တာကတင်ညက်ခန္ဓာဝင်လိုက်တာတင်လိုက်တာတင်ညာပြေးတာတင်ညက်ခန္ဓာတော်တရားလေးကိုမြင်နေခန္ဓာ၅ပါးဖြစ်တယ်ခန္ဓာ၅ပါးဖြစ်တယ်နားနဲ့အသံနဲ့ကြားလိုက်တဲ့အချိန်ကလည်းခန္ဓာ၅ပါးသာဖြစ်လာတဲ့ခန္ဓာ၅ပါးသာဖြစ်သွားတယ် နှကောင်းနဲ့အနနဲ့နားနဲ့ဒုနည်းပြူသွားပဲလျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကလည်းခန္ဓာ၅ပါးသာဖြစ်တဲ့ခန္ဓာ၅ပါးသာပြတဲ့အကြောင်းကြောင့်အကျိုးဖြစ်နေတဲ့ယုံနာသဘာဝလက္ခဏာသာရှိပါလားလို့ဒီလိုသိကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းခန္ဓာ၅ပါးသာဖြစ်လာတယ်ခန္ဓာ၅ပါးသာပြတ်သွားတယ်မနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကလည်းခန္ဓာ၅ပါးသာဖြစ်လာတယ်ခန္ဓာ၅ပါးသာပြတ်သွားတယ်ဒါပဲသူကသိနေခန္ဓာ၅ပါးကိုအီကောဓမ္မတဲ့ တကူသေးတဲ့ခန္ဓာ၅ပါးဖြစ်တယ်ခန္ဓာ၅ပါးဖြစ်တယ်ဖြစ်ခွင့်ကိုမရတော့ဘူးအကြောင်းကြောင့်အကျိုးဖြစ်နေတဲ့ဒုက္ခသစ္စာကြီးမျက်စိပေါက်မှာမြင်နေတယ်အပယ်လေးပါးသွားစီတတ်တဲ့ຢာကဒေါသမောဟအဲ့ဒီစိတ်တွေကိုဒုက္ခသစ္စာကြီးကိုမြင်နေတာဗျာအကြောင်းတင်ညာသမှုတရားကိုမြင်နေဗျာအဲ့ဒါအကြောင်းသမှုတရားတင်ညာကိုပယ်လိုက်တော့အကျိုးဖြစ်မဲ့ຢာကစိတ်ဒေါသစိတ်မောဟစိတ်ခန္ဓာတွေမဖြစ်တော့ဘူးဗျာအဲခန္ဓာ၅ပါးသာဖြစ်တယ်ခန္ဓာ၅ပါးသာပြည့်တယ်စကား၆ပေါက်ကအာယုံ၆ပါးဟာဖြင့်မျက်စိကနေပြီးတော့ အယုမအမမဆိုတဲ့ဒိဋ္ဌိပြုတ်နေပါပြီဗျာ။ဘာကြောင့်ဒိဋ္ဌိပြုတ်လဲ?သောတာပန်များဟာဒိဋ္ဌိဘာကြောင့်ပြုတ်နိုင်တယ်လို့မင်းစရာအကြောင်းတရားရှိပါရဲ့ဗျာ။ဒိဋ္ဌိချာချာသဘောပေါက်နာကြပါဗျာ။ဦးဇေကတော့သဘာဝဟောမှာနော်။အဲဒီတော့သဘာဝဟာနာကြပါလို့အဲဒီတော့မျက်စိဘောက်ကဒိဋ္ဌိပြုတ်သွားမို့ယုံမှားမှုကိလေသာအတိတ်ယုံနာပြစ္ဆုတ်ပါယုံနာအနာကယုံနာကာလသုံးပါးကိုပယ်သလိုက်ပုံ။ယုံမှားမှုကိလေသာပယ်သလိုက်ပုံ။ အဲ့ဒီတော့ဘာကြောင့်ဟောတာပါများဟာဒိဋ္ဌိဝိနိကိစ္စကိလေသာနှစ်ပါးဘာကြောင့်ပယ်နိုင်တယ်လဲဘယ်လိုမြင်လို့ပယ်တယ်လဲလို့မေးစရာအကြောင်းရှိပါတယ်ဗျာဘယ်လိုမြင်ပြီးတော့ခန္ဓာ၅ပါးသာဖြစ်တယ်ယူပက်ခန္ဓာကလည်းသတ္တဝေရဏခန္ဓာသတ္တသင်ညာသတ္တသင်္ခါရသတ္တဝိညာဏသတ္တသူတော်ဘုဆောင်ရတယ်ခန္ဓာ၅ပါးသာဖြစ်တယ်ခန္ဓာ၅ပါးသာပြည့်တယ်လို့ဒီလိုပဲအေကက်ခရာတည်ပြီးတော့ တင်းနေပါတယ်ဗျအေကောတမောတခုကြီးရဲ့တင်းနေပါတယ်ခန္ဓာ၅ပါးဖြစ်တဲ့ခန္ဓာ၅ပါးသာဖြစ်တဲ့အကြောင်းအကြောင်းအကျိုးဖြစ်နေတဲ့ယုံနာဒီလိုတင်းနေတော့မျက်စိဘောက်ကနေပြီးတော့အတိတ်ကမြင်တဲ့အမြင်မျိုးမဟုတ်တော့ပါဗျာဘယ်လိုမြင်တယ်လဲတော့အတိတ်ကမြင်နေတဲ့အမြင်ကဘယ်လိုမြင်တယ်လဲတက္ကမမြင်ရင်တက္ကမသိလိုက်တယ်ချောတာမြင်တော့ချောတာသိလိုက်တယ်လှတာမြင်တော့လှတာသိလိုက်တယ်ဝတာမြင်တော့ဝတာသိလိုက်တယ်တက္ကမမြင်တော့တက္ကမသိလိုက်တယ် တကချောတာမြင်တော့ချောတာသိလိုက်တယ်။ဒါမြင်နေတာအဲ့ဒီအမြင်မျိုးမဟုတ်တော့ပါဘူးဗျာ။မိမရဲလို့အယူမအမမအစွဲမလည်းမရှိတော့ပါဘူးဗျာ။ဒိဋ္ဌိပြုတ်သွားပါပြီဗျာ။ဘာကြောင့်ဒိဋ္ဌိပြုတ်တယ်လဲတဲ့။ခန္ဓာ၅ပါးယုံနာတရားအကြောင်းကြောင့်အကျိုးဖြစ်နေပါလား။ဖြစ်ပြီးပြတ်ပါလား။မျက်စိပေါက်ကဒိဋ္ဌိပြုတ်သွားပါပြီဗျာ။ဘာကြောင့်လဲတဲ့။အကြောင်းနဲ့အကျိုးနဲ့သစ္စာ၄ပါးကိုမြင်နေပါပြီဗျာ။ဘာကြောင့်လဲတဲ့။အကြောင်းစင်ညာလိမ့်လိုက်လို့အကျိုးအရာကဖြစ်မဲ့ခန္ဓာ၄ဒုက္ခသစ္စာကြီးကိုမြင်ပါပြီဗျာ။ အကြောင်းတင်ညာလိမ်မှလည်းသိပါပြီဗျာသမုဒိယကိုမြင်ပါပြီဗျာအဲ့ဒါကြောင့်မလို့သမဒုက္ခသမုဒိယဆိုတဲ့ချုပ်ငိမ့်သွားပြီဆိုလို့ရှိရင်ပြည့်အဲသမုဒိယပယ်လိုက်ပြီဆိုလို့ရှိရင်ပြည့်ဒီရောတာထိုက်ပါလေဗျာသစ္စာ၄ပါးပါပဲမျက်စိပေါက်ကနေပြီးတော့အဲကိလေသာຢာကစိတ်ဒေါသစိတ်မောဟစိတ်အပြင်ကိလေသာခန္ဓာတွေချုပ်ပါတယ်ဗျာအဲ့ဒါကြောင့်မလို့မျက်စိပေါက်ကနေပြီးအတိတ်ကမြင်တဲ့အမြင်မျိုးမဟုတ်တော့ပါဘူးဗျာ ဒါကြောင့်မလို့အယူမအမမအဆွဲမတက္ကမအရိယစိတ်များဟာဖြင့်သူများလိုအမြင်မဟုတ်ပါဗျာပုရုဇဉ်အမြင်မျိုးမဟုတ်ပါဘူးဗျာပုရုဇဉ်အမြင်ကအပယ်လေးပါးသွားစေတတ်တဲ့ຢາກະໄສດໍລະໄສມໍໄສຜິດແມ່ກັນດີກະດະກະມະມຽນດະກະມະຕິດແຊໍລະມຽນຊໍລະຕິດແຫຼະລະມຽນຫຼະລະຕິດແວະລະມຽນວະລະຕິດແດະກາມຽນດະກາຕິດແຊໍລະມຽນຊໍລະຕິດອັນນີ້ອັນນີ້ອັນນີ້ອຽນນີ້ກະດິດທິຈີບຍາອັນນະອເປ້ຕົວແມ່ບຍາ အဲ့ဒီအမြင်မျိုးမဟုတ်ပါဘူးဗျအရိယာများမြင်တဲ့အမြင်ကခန္ဓာ၅ပါးယုံနာတရားဖြစ်ပြီးပြည့်တဲ့သဘောတရားဒါကြဒါကြမြင်တော့အေကောတမောလို့ဗျာဟောတယ်တကူဒီတဲ့ဧကကရာတင်းနေပါပြီဗျာမှားလည်းမရှိတော့ဘူးတကာရဲလို့မြင်ကြောင်မမြင်ပိုးသူတော့မမြင်ရေမမြင်တော်မမြင်တောင်းမမြင်ကြောက်စင်းသူဖျားကြီးမမြင် ရွှေကုံဖရာကြီးရဲ့လူတင်냐မရှိတော့ဘူးမြင်လိုက်သမျှခန္ဓာ၅ပါးဖြစ်တဲ့ခန္ဓာ၅ပါးဖြစ်တဲ့ရွှေကုံဖရာကြီးမြင်တဲ့ခန္ဓာ၅ပါးဖြစ်တဲ့ခန္ဓာ၅ပါးဖြစ်တဲ့ကျောင်းဆင်းလူဖရာကြီးမြင်တဲ့ခန္ဓာ၅ပါးဖြစ်တဲ့ခန္ဓာ၅ပါးဖြစ်တဲ့ရေတွေမြင်တဲ့ခန္ဓာ၅ပါးဖြစ်တဲ့ခန္ဓာ၅ပါးဖြစ်တဲ့အဲ့ဒီလိုဧကကတာတစ်ခုတည်းတဲ့ဧကောတမောဖြစ်သွားပါတယ်ဗျာဒါကြောင့်မို့လို့ဒိဋ္ဌိကြီးပြုတ်သွားပါတယ်ဗျာဘာကြောင့်အယုမအမမအစွဲမမရှိတော့ဘူးအမှန်မြင်အမှန်သိလိုက်ပါပြီဗျာအမှန်မြင်တာဘာမြင်လဲခန္ဓာ၅ပါးယုံနာတရားအကြောင်းကြောင့်အကျိုးမြင်နေတာယုံနာမြင်သွားပါပြီသစ္စာမြင်သွားပါပြီဗျာ အမှန်မြင်လိုက်ပါပြီဗျာအဲ့ဒါကြောင့်မလို့လေတဲ့ယုံမမှုသာရှိတယ်ဘုရားယုံကြည်ခြင်းတရားယုံကြည်ခြင်းသံဃာယုံကြည်ခြင်းဒီလိုခေါ်တယ်ဒီလိုပြောတယ်ဥစဉ်တော့အဲ့ဒါမသိဘူးဘုရားယုံကြည်ခြင်းတရားယုံကြည်ခြင်းသံဃာယုံကြည်ခြင်းဒီလိုမသိဘူးဘယ်ဟာသိလဲတဲ့ယုံမမှုကိလေသာအတိတ်ယုံနာပြစ္ဆုတ်ပံယုံနာအနာဂတ်ယုံနာကာလသုံးပါအတိတ်ကာလရဲ့ပြစ္ဆုတ်ပံကာလရဲ့အနာဂတ်ကာလရဲ့အဲ့ဒီကာလသုံးပါကိုထိုးထွင်းပြီးတော့တခါလဲပယ်လိုက်တာပဲ ဟုတ်တာပါဘယ်လိုပယ်သလဲလို့နင်းစရာအကြောင်းရှိရဲ့ဒါအဖြေနဲ့အပြောနဲ့ဟောပြောသွားတာနော်ဒကာဒကာဒကာမများလည်းမေးမှာတော့ကြာကြာတော့အဲ့တော့ဒကာဒကာမများမေးမဲ့ဟာဦးစင်ကမေးပေးတာအဲ့ဒီတော့မင်းစရာအကြောင်းရှိရဲ့ဘာကြောင့်မလို့ကာလသုံးပါးကိုဘာကြောင့်ဘယ်လိုမြင်လို့ပယ်နိုင်တာတော့လို့မင်းစရာအကြောင်းရှိရဲ့အတိတ်ယုံနာပြစ္ဆုတ်ပံယုံနာအနာဂတ်ယုံနာဒိဋ္ဌိပြုတ်သွားမှာကို ဒိဋ္ဌိပြုတ်သွားတော့ပြညာပရမလည်းကွဲသွားပြီအယုမအမမအစွဲမှာဒိဋ္ဌိကြီးပြုတ်သွားဒိဋ္ဌိကြီးပြုတ်သွားတော့ခန္ဓာငါးပါးယုံနာတရားခဏဖြစ်ပြီးခဏပြတ်တဲ့သဘောတရားဒါရတိဒါရတိတော့ပြစ္ဆုတ်ပါဏယုတ်ကိုတခါတည်းကိုခန္ဓာငါးပါးဖြစ်တဲ့ခန္ဓာဘာကြောင့်မတွေ့တဲ့အတိတ်ကိုဘုရားရှင်ကုရောမြတ်ကြီးကပြတ်သွားတဲ့ယုတ်ဟာနောက်တာအတိတ်တဘာမဖြစ်တဲ့ဓာတိမဖြစ်တဲ့အတ္တရဲ့အတိတ်ရဲ့မရှိ ဲ့ဒီတော့အတိတ်ကိုလည်းမတွေးတော့ဘူးပါကြောင့်မတွေးသလဲလို့မင်းစရာအကြောင်းရှိရဲ့မရှိပညာမှန်သိသွားပြီးအတိတ်ကပြတ်သွားတဲ့ယုံနောက်ထာအသက်တပံဇာတိမဖြစ်အတိတ်ကိုလည်းမတွေးတော့ဘူးပါကြောင့်မတွေးသလဲတဲ့မရှိပညာကြီးသိသွားပြီးအတိတ်ကိုမတွေးတာကပညာမှန်သိလို့မရှိပညာမှန်သိလို့အတိတ်ကိုမတွေးတာအဲ့ဒါအတိတ်သံယောဇဉ်ပယ်တယ်လို့ခေါ်တယ်ဘူးအနာဂတ်ကကံမပေါ်သေးဘူး ကာမပေါ်သေးပဲနဲ့အာယုံလှမ်းပြူတာမရှိပညာကြီးပါလားအဲ့ဒီလိုသိပါအဲ့ဒီလိုသိသွားတော့ကာမပေါ်သေးပဲနဲ့အနာဂတ်စိတ်ကိုလည်းလှမ်းပြီးတော့အာယုံမပြူဘူးအာယုံမပြူတာပါလေတဲ့အနာဂတ်သံယောဇဉ်ပယ်တယ်လို့ခေါ်တယ်အဲ့ဒီတော့ပြစ္ဆုတ်ပါသံယောဇဉ်လည်းပယ်လျုံးမယ်သံယောဇဉ်သုံးပါပယ်တယ်လို့ဘုရားဟောတာဟုတ်အဲ့ဒီတော့ပြစ္ဆုတ်ပါသံယောဇဉ်ဘယ်လိုပယ်တယ်လို့တို့မဲစရာအကြောင်းရှိတယ် ပြစ္ဆုတ်ပံသံယောဇဉ်နဲ့ပယ်လေးဦးမယ်အတိတ်သံယောဇဉ်ရဲ့ပြစ္ဆုတ်ပံသံယောဇဉ်ရဲ့အနာဂတ်သံယောဇဉ်ရဲ့ဗောဓဘာကြီးများဒိဋ္ဌိဝိနည်းကိစ္စကိလေသာနှစ်ပါးလို့ပြောတာကိုအဲ့ဒီတော့ဒိဋ္ဌိဆိုတာမိမမမြင်ယောက်ျားမမြင်မှုခန္ဓာ၅ပါးသာဖြစ်တဲ့ခန္ဓာ၅ပါးပြည့်တယ်ဆိုတော့ဒိဋ္ဌိပြုတ်သွားရင်အဲ့ဒါပြစ္ဆုတ်ပံအကြောင်းအားလျော်စွာဒီကာလတုန်းကပြစ္ဆုတ်ပံသက်ကောင်းတဲ့အနာနဲ့ဒီမှာအဲရလိုက်တာ လှုပ်လိုက်တာလို့ဒီလိုသိနေတယ်မကောင်းတာလည်းသိလိုက်တဲ့အတိတ်ကသိတဲ့အသေးမျိုးမဟုတ်ဘူးအခုပြစ်ဆုံးပါအကြောင်းအားလျော်စွာတက်ခဲလိုက်တဲ့အချိန်ကမှဘယ်လိုသိလိုက်တယ်လဲမြင်လိုက်တဲ့အချိန်ကခန္ဓာ၅ပါးပါဖြစ်တဲ့ခန္ဓာ၅ပါးသာပြတ်ပါလားလို့ခန္ဓာ၅ပါးဖြစ်တဲ့ခန္ဓာ၅ပါးပြတ်တဲ့နားနဲ့အသာနဲ့ကြားလိုက်တဲ့ခန္ဓာ၅ပါးသာဖြစ်တဲ့ခန္ဓာ၅ပါးသာပြတ်တယ်ဆိုတော့အဲ့တော့အတိတ်ကအဲပြစ်ဆုံးပါသာရောစေပယ်လိုက်အတိတ်ယုံမှမှုပြစ်ဆုံးပါယုံမှမှု အနာဂတ်ယုံမှမှုအတိတ်ယုံနာပြစ္ဆုတ်ပံယုံနာအနာဂတ်ယုံနာဟောအတိတ်ကာလပြစ္ဆုတ်ပံကာလအနာဂတ်ကာလအတိတ်သာရောစေပြစ္ဆုတ်ပံသာရောစေအနာဂတ်သာရောစေသာရောစေသုံးပါပဲတိုင်းမရှိတော့အဲ့ဒါမှသောတာပန်ခေါ်တယ်အဲ့ဒီလိုသိမှစိတ်တွေကိုသိမှအဲ့ဒီလိုမှမသိရင်သောတာပန်ဖြစ်ပါမလားဘုရားဟောထားတာနဲ့ကိုက်ပါမလားဘိဒကသုံးပုံနဲ့ကိုက်ပါမလားမကိုက်ပါဘူးဘာကြောင့်လဲတဲ့အတိတ်သာရောစေပြစ္ဆုတ်ပံသာရောစေအနာဂတ်သာရောစေသာရောစေသုံးပါပဲရမယ် အတိတ်ယုံနာနဲ့ပယ်ရမယ်ပြစ္ဆုတ်ပံယုံနာနဲ့ပယ်ရမယ်အနာဂတ်ယုံနာနဲ့ပယ်ရမယ်ဘာရောဆယ်သုံးပါပယ်ရမယ်ဆိုတာဟုတ်ငါယုံမမှုကိလေသာဆိုတော့ပါလေတဲ့အတိတ်ယုံမခြင်းပြစ္ဆုတ်ပံယုံမခြင်းအနာဂတ်ယုံမခြင်းဗျအဲ့ဒီယုံမခြင်းကင်းသွားတော့မျက်စိတကနာတကသီလသမာဓိပညာပြည့်စုံသွားပြီအဲ့ဒီတော့မှတရားကိုဘုရားကိုသတိရတော့တရားမြင်တော့ဘုရားမြင်တယ်ဘုရားမြင်တော့မှသံဃာမြင်တယ်အဲတရားမှမမြင်မဲနဲ့ဘုရားပဲတော့မှမမြင်ပါဘူးဗျာတရားကိုတွေ့မှဘုရားကိုမြင်ပါတယ်ဗျာ ဖယားကိုမြင်နေဆိုတာအလကားပြောတာပါဗျာခန္ဓာကိုယ်ကတရားကိုတွေ့ပြီဆိုတော့ဖယားကိုမြင်လာတော့အော်များသွားဗျာကိုရောမြကြီးသာတကယ်တဲ့သတိပ္ပံတရား၄ပါးအပြင်မှန်လိုက်တာအဲတွေ့ကိုမြင်ပြီလေအကြောင်းဒီအကျိုးဒီသစ္စာလေးပါအကြောင်းဒီအကျိုးဒီမြင်လာတော့သိလာပြီဘုရားယုံကြည်ခြင်းတရားယုံကြည်ခြင်းသံဃာယုံကြည်ယုံမှားခြင်းကိလေသာလည်းမရှိတော့ဘူး ခန္ဓာကိုအဲ့ဒီလိုသစ္စာလေးပါးတရားတော်များကြီးရတဲ့ပုံကိုကြတော့လူပြောတိုင်းဒုမထောက်တော်ဘူးဆရာပြောတိုင်းလည်းလိုက်ပြီးတော့ဒုမထောက်တော်ဘူးဘာကြောင့်လဲတဲ့သစ္စာလေးပါးရသွားပြီလေအကြောင်းကြောင့်အကျိုးဖြစ်တဲ့ခန္ဓာကိုယ်ကသဘာဝသစ္စာလေးပါးကိုရအမှန်ရတဲ့သစ္စာဒီသစ္စာလေးပါးတရားတော်များကြီးရတဲ့ပုံကိုမှန်သမျှကတော့ဟိုဆရာကငါသစ္စာမှန်တယ်ဟိုဆရာကငါသစ္စာမှန်တယ်ဟိုတရားကငါတရားမှန်တယ်လို့မယုံတော့ဘူး ကိုခန္ဓာကိုယ်ကရတဲ့တရားကိုခန္ဓာကိုယ်ရအောင်သာလုပ်ဆရာကပြောရင်ဒူးထောက်ရလိမ့်မယ်ဒီဆရာကပြောရင်ဒူးထောက်ရလိမ့်မယ်ဟိုဆရာကဟုံနှုံနှုံဒီဆရာကဟုံနှုံနှုံဘာကြောင့်ဒီလိုယုံမမှုအဲဝိတ္တဝိစာယဖြစ်နေယုံမမှုရှိတယ်လေတဲ့တစ္ဆာလေးပါမရလို့တစ္ဆာလေးပါမရတဲ့ပုဂ္ဂိုလ်မှန်လားမရကတော့ဆရာ ပြောတဲ့ဆရာကဟိုဆရာကပြောလိုက်ဒီဆရာကပြောလိုက်ဒူးထောက်ကြရတယ်အဲ့ဒီတော့ဒူးမထောက်ကြရအောင်ဟာတစ္ဆာလေးပါကိုမြောင်ကြည့်ကြအဲအခုရှင်းလိုက်တဲ့ဥစ္စာက အတိတ်ကာလပြစ္ဆုတ်ပံကာလအနာဂတ်ကာလအတိတ်ယုံနာပြစ္ဆုတ်ပံယုံနာအနာဂတ်ယုံနာဒိဋ္ဌိပြုတ်ပုံရဲ့ယုံမှမှုကိလေသာအတိတ်ကာလပြစ္ဆုတ်ပံကာလတဏှာပယ်ဖို့စัจ Java ကဲတဏှာသတ်ဖို့အရေးကြီးပြီတဏှာသင်မှနေပါရဲ့ဒိဋ္ဌိတော့ပြုတ်သွားပြီအပယ်လေးပါးတော့လွတ်သွားပြီအပယ်လေးပါးဘယ်တော့မှမသွားတော့အပယ်လေးပါးတော့လွတ်ပြီတဲ့နေပါရနေပါကိုတားလိုက်ကောင်းမလားတဲ့ဝါကျင်လည်းဖြစ်မသွားကျင်လည်းဖြစ်တဏှာသင်မှနေပါရဲ့အဲ့ဒီတော့ နံပြက်ဆိုတာအခုပြောတာကနံပြက်ဟောနေတာကာယသတိပဋ္ဌာန်ကာယနုပသနာဟောဘုရားရှင်ကိုရောမြတ်ကြီးကကာယသတိပဋ္ဌာန်ကာယနုပသနာဝေဒနာသတိပဋ္ဌာန်ကသောတာပန်ကကာယသတိပဋ္ဌာန်ကာယနုပသနာပဲရှိသေးတယ်အဲအခုတခါနံပြက်ကနေပြီးရုပ်ပြက်ပြောင်းရဆိုရဝေဒနာသတိပဋ္ဌာန်ဝေဒနာနုပသနာဝေဒနာသတိပဋ္ဌာန်ဝေဒနာနုပသနာဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်ကြရတော်မယ်အဲ့ဒီတော့ နာမ်ပြက်ကနေပြီးတော့ရုပ်ပြက်ကိုပြောင်းကြအောင်ဆိုရခုနအခုဟောလိုက်တဲ့သောတာပန်ကဓာတ်ကြီးလေးပါပေါက်ပြန်တာဝေဒနာပေါ်မှာသင်ညာလွတ်သွားတော့ပညာတွေခန္ဓာ၅ပါးယုံနာတရားအကြောင်းသင်ညာအကျိုးရာကဒေါသဒီပညာတွေမြင်သွားလို့ဗျအဲဝေဒနာပေါ်ကမြင်သွားတာအဲပယ်လိုက်ပြီနာမ်ပြက်လို့ခေါ်တယ်အဲ့ဒါအဲနာမ်ပြက်ကနေပြီးသမာဓိကအလေးရောက်တာကြီးကထွန်းပြလိုက်ပြီထွန်းပြလိုက်တဲ့အချိန်ခါကျတော့နာမ်ပြက်ကိုရှင်နေလိုက်ပြီးတော့ဘယ်ကိုရှုတော့လဲတဲ့ ရုပ်ပြက်မြင်ပြီဗျာဘယ်ရုပ်ကိုပြက်မလဲတဲ့ဒီခန္ဓာကြီးဟာပြက်တချို့ကတော့ပြောနေပြောတာရှိတယ်ဘယ်လိုပြောနေပြောတာရှိသလဲလို့ဆိုတော့ဒုက္ခဝေဒနာဒုက္ခဝေဒနာဖယားဟောတာဒုက္ခဝေဒနာဆိုတာအစင်းရဲ့အသံရဲ့အနရဲ့ရတာရဲ့အတွေ့ရဲ့ဓမ္မရဲ့အဲ့ဒါဒုက္ခဝေဒနာခေါ်တယ်ဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်ရမယ်ဒါမှဝေဒနာသတိပဋ္ဌာန်ဝေဒနာနုပါဒနာဖြစ် အနုမောလို့ရှိရင်ဝေဒနာသတိပ္ပဏဝေဒနာနုပ္ပဒနာဘယ်လိုဖြစ်မလဲမြင်စရာရှိရင်သိစရာရှိသိစရာရှိတော့ဘာသိတယ်လဲအကောင်းသိဘုရားကတော့ရုပ်ပြက်နာမ်ပြက်လို့ဒီလိုဟောတယ်ရုပ်ပြက်ကိုဘယ်လိုမြင်ရမလဲတချို့ကတော့ဒါကြီးကပညာယုံကြည်ပါလို့ဒီလိုပြောလိပြောတာရှိတယ်ဒါကတရားမဟုတ်ဘူးလို့ဒီလိုပြောလိပြောတာရှိတယ်အဲ့ဒီတော့နောက်ကြတော့မှသဘာဝရှင်းပါမယ်ဗျာအဲ့ဒီတော့အခုဟောမှာကနာမ်ပြက်ကနေပြီးသောတာပန် နာမ်ပြက်ကနေပြီးတော့ရုပ်ပြက်ကိုပြောင်းရဆိုရဒုက္ခဝေဒနာကိုပြောင်းရဆိုရဘုရားကတော့ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခာဝေဒနာလို့ဟောတာဝေဒနာအဖြစ်စဉ်အဲ့ဒီတော့ဝေဒနာအဖြစ်စဉ်ဆိုတော့အခုမြင်မှာကဘယ်အောင်မြင်ရမရှိတော့ဘူးဖြစ်ပြဲဆုံးသွားပြီဓာတ်ကြီးလေးဘာတော့သမာဓိကကောင်းတော့ကိုယ်ခန္ဓာကိုယ်ကြီးကိုမြင်လာပြန်ပြီဘယ်လိုမြင်လာပါလဲတဲ့ခန္ဓာကိုယ်ကြီးမြင်လာပြီ ဘယ်လိုမြင်လဲရုပ်ပြည့်ကြီးမြင်လားရုပ်ပြည့်ကြီးဘယ်လိုမြင်လဲကိုခန္ဓာကိုကြီးကပရိမျက်စီပွင့်ကြည့်တယ်လို့ကိုခန္ဓာကိုကြီးကြည့်လိုက်ပြီဆိုရင်တရက်15ရက်ထရမသာကြီးလို့မျက်ခွဲကြီးကလည်းသဘောလောက်ကြီးနေမျက်စီကြီးတွေကလည်းယိုကျလို့ဘိုက်ကြီးကလည်းသွေးတွေပြည်တွေယိုကျပြီးတော့ဥရီအသေးတွေကိုပြုတ်ကျပြီးတော့သွေးတွေပြည်တွေယိုကျကိုခန္ဓာကိုကြီး15ရက်15ရက်ထတဲ့မသာကြီးလို့ဒီလိုမြင်ရတာဗျအဲ့ဒါရုပ်ပြည့်ကိုမြင်တယ်ကိုခေါ်တယ်အဲ့ဒီရုပ်ကကိုခန္ဓာကိုကြီးဒီလိုမြင်တယ် ၁၅ရက်ထားတဲ့မသားကြီးလို့အဲဓာကြီးကိုပဲရှုလိုက်တော့ဝေဒနာကိုရှုလာတဲ့မရှုတော့ဘူးဖြစ်ပြဆိုတဲ့ဥစ္စာဘာကြောင့်သင်္ခါရကိုဥပ္ပခါလက်လို့ရှုလဲရုပ်ပြည့်ကြီးကိုတစ်ဖက်တည်းကိုဥပါဒံဖြစ်လို့ရုပ်ဝေဒနာဖောက်ပြန်တဲ့အခါကိုဥပ္ပခါလက်လို့ရှုလိုက်ဖောက်ပြန်ဘယ်လိုဖောက်ပြန်ဖောက်ပြန်မိရင်လောင်းနေအောင်သူ့ကယုံဆိုင်တော့ရုပ်ပြည့်ကြီးရှုအဲ့ဒီလိုနာငါ ဒုက္ခဝေဒနာကိုသွားခံဒုက္ခဝေဒနာဖြစ်လာဘယ်လိုဖြစ်တယ်လဲတဲ့ရုပ်ပြည့်ကြီးမြင်တာပေါ့ကိုယ်ခန္ဓာကိုယ်ကြီးကိုမြင်တော့ဘယ်လိုမြင်လာတယ်လဲတဲ့၁၅ရက်ထားတဲ့မသားကြီးတို့ပုတ်ပွားပြီးတော့နေအယိုးစုကြီးမြင်လာလိုက်အယိုးစုကြီးဖြစ်လာရင်ပြတ်သွားလိုက်တဲ့ဆံဃာရထားတဲ့မသားကြီးတို့ပုတ်ပွားပြီးအရင်ကြီးပြောကြပြီးမြင်လာလိုက်ပြေသွားလိုက်အနာသွေးအနာဟောင်းကြီးများတို့ပို့လောက်သေးစားပြီးတော့တဖြစ်ဖြစ်စားလောက်နေတာမြင်လိုက်ပြက်သွားလိုက် နာကိုကြီးဟာမိဘများလွှတ်လိုက်တယ်လို့တေဇောဓာတ်တင်းလောင်းပြီးတော့တဖွာဘွားတောင်ကြီးများမိလောင်းတယ်လို့တဖွာဘွားမိတွေလောင်ကျွမ်းနေတာမြင်လိုက်ပြက်သွားလိုက်ရင်မြုပ်ရေဆိုင်ခဲကြီးလို့စူပွက်ပြီးတော့တပြင်းပြင်းစူပွက်နေတာလည်းမြင်လိုက်ဖြစ်လာပြီးပြက်သွားလိုက်အဲရုပ်ပြက်ကြီးကိုဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ပုတ်လာလိုက်ပုတ်ထားတာပြက်လိုက်ပွာလာလိုက်ပွာလာတာကပြက်လိုက်ယူကြလာလဲယူကြလာပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ဒီအပုံကြီးမြင်တော့တာဒီအပုံကြီးမြင်တော့ ကိုခန္ဓာကိုယ်ကြီးကိုတခါတည်းကိုရက်ခွက်ကြီးရတဲ့သဘောတော့ကြီးပုတ်ပွားပြီးတော့ခါတဲ့ပိုးလောက်ပြီးစားပြီးတော့တခါတည်းဆွေးရင်းပြည်ရင်းနဲ့ရောစရာကြီးဖြစ်လာတယ်မကြည့်ဝင်တော့ဘူးကိုခန္ဓာကိုယ်ကြီးကိုခန္ဓာကိုယ်ကြီးကိုမြင်လာတော့ရုပ်ပြည့်ကြီးကိုမြင်လာတဲ့အချိန်ခါကျတော့ရှားကြည့်တယ်ဘုရားမြင်တာပြောတာနော်သူများမြင်လာတော့ဘယ်လိုမြင်လဲတော့မပြောတော့ပါဘူးဦးဇင်းမြင်လာတဲ့ဟာတွေပြောတာနော်ဦးဇင်းကအတိတ်ကလာတော့ကတခါတခါမှပြ အကူကြီးရုပ်ပြည့်ကြီးကိုတခါတည်းအသုဘတရားမရဏတရားကြီးကိုတခါတည်းကိုမျက်စိဖွင့်ကြည့်လဲမြင်နေရတယ်မှိတ်ကြတယ်ပိုးမြင်ရညမအေးရဘူးနေ့မအေးရတော့တခါတည်းကိုဒီလိုမြင်နေရရုပ်ပြည့်ကြီးမြင်နေတော့တခါတကမှများဦးမင်းပြတ်တာကိုပြောတာနော်ဘုရားကြီးပဲတလဲသိကြီးမြင်ဆွဲလို့လည်းမကိုခန္ဓာကိုယ်ကြောင့်အာဃာတကောင်းဝင်ကြီးပေါ်ပြတ်နေအာဃာတကောင်းဝင်ကြီးစိတ်ဆိုးလိုက်ပြန်တော့အာဃာတကောင်းဝင်ကြီးကိုရုပ်ပြည့်ကြီးကတခါတည်းပုတ်ပွားပြီးတခါတည်းမရှိဝင်လာကြီးမြင်တယ်တခါတည်းကို လောကကြီးကိုရှာကြည့်လိုက်တယ်။ကျောက်ဆင်းလူကြီးတွေကြည့်လိုက်ပြန်လဲကျောက်ဆင်းလူကြီးလည်းပုတ်ပွား။ရွှေတုံဖျားကြီးကြည့်လိုက်လည်းပုတ်ပွား။ညီကြီးတွေကြည့်လိုက်ပြန်လဲပုတ်ပွား။ရေတွေကြည့်လိုက်ပုတ်ပွား။သစ်ပင်တွေကြည့်လိုက်ပုတ်ပွား။အဲ့ဒီလိုပုတ်ပွားနေတော့ကိုယ့်ကမတော့ကိုမကြည့်သေးဘူး။အဲ့ဒီလိုရှောက်ပြီးကြည့်တယ်အကုန်ပုတ်ပွားတာ။ပုတ်ပွားတော့အင်းတစ်ခါပြန်ပြီးတော့တစ်ခါကြည့်လိုက်တယ်။ဓမ္မကိုအာယုံလေးနဲ့ဖြန့်ပြီးတော့တစ်ခါတည်းကိုဖြန့်ပြီးအာယုံလေးနဲ့ကြည့်ကြည့်လိုက်တော့ဓမ္မလည်းရကြပြီတော့ ဗမာရကြရှိတော့ဘယ်ရှိတော့လဲကိုခန္ဓာကိုယ်က၁၀ရက်၁၅ရက်ထားတယ်မသာကြီးလို့ပုတ်ပွားပြီးတော့တခါတည်းကိုမရှိဝင်မနာသာကြီးကိုဒါကြီးကိုချက်တော့တာမရှိဝင်တော့ဘူးနေ့လည်းမရဘူးညလည်းမရတော့ကိုဒကမကိုလှမ်းပြီးကြည့်လိုက်၁၀ရက်၁၅ရက်ထားတယ်မသာကြီးလို့ရှာကြည့်ဒီကလည်းသံကောင်းကြီးပြေးလို့မျက်စိကြီးတွေလည်းယိုကြပိုက်ကြီးကဖောက်ကွေးတွေပြေးပြေးယိုကြပိုးလုံးပြေးစားပြီးလောက်တဖွာဖွာနဲ့ဖြစ်ပိုးလုံးပြေးစားပြီးဒီလိုမြင်နေရကိုခန္ဓာလည်းဒီလိုမြင်နေရဒကမခန္ဓာလည်းဒီလိုမြင်နေရဒီလိုမြင်နေရတော့ ကဲကိုခန္ဓာကိုယ်မှာမကြည့်ဝင်မနာတာကြီးမြင်နေတော့အပုံကြီးကိုမြင်နေတော့ကိုခန္ဓာကိုယ်မနှက်သက်တော့ကိုခန္ဓာကိုယ်လည်းမကြည့်ကြတော့ဘူးကိုခန္ဓာကိုယ်လည်းမလို့ကျင်တော့ဘူးကိုခန္ဓာကိုယ်ကြီးလည်းကြောက်မကြည့်ဝင်တာကြီးကိုအဲ့ဒီတော့ရုပ်ပြည့်ကြီးကိုမြင်တော့ကြောက်ဓကမမြင်တော့ဓကမကြီးဆယ်ဆန်ငါးထားတယ်မသားကြီးကိုပုတ်ပွားပြီးတော့မြင်ဓကမကိုကြည့်ကိုမကြည့်ကြတော့ကြောက်ဒါကြောင့်မို့လို့ဓကဓကမများ ပြင်းမြတ်လို့ပြောမှပရမတ်ပေါက်ပါတယ်လို့သဘောကိုပြောတာစိတ်ကိုပြောတာပါဗျာသရဂံများဟာကာမရာဂခေါင်းပါတယ်ဒီလိုပြောနေပြောတာစာရဲကစာရဲကဒီလိုကာမကိလေသာခေါင်းပါတယ်လို့ပြောတော့ဘာလို့ဘယ်လိုမြင်လို့ဘယ်လိုသိလို့ကာမကိလေသာခေါင်းပါတယ်လို့လုံးလေချာလိုပါကြီးပြောလို့မရဘူးပရမတ်မှတ်ချက်တိုက်ဘယ်လိုမြင်လို့ကာမရာဂခေါင်းပါမလဲ ကိုခါလာကိုကြီးဘူးတရက်15ရက်ထားတဲ့မသားကြီးကိုကြက်ကြတယ်ဒကမကြက်လည်းအယိုးစုကြီးနဲ့အဲ့ဒီအယိုးစုကြီးနဲ့ရှင်တွဲလို့နေနိုင်ပါဦးမလားຢာကစိတ်ဖြစ်ပါဦးမလားသဘောပြောတာပါဗျာကိုခန္ဓာကိုယ်ကလည်း10ရက်15ရက်ထားတဲ့မသားကြီးလိုယင်ကြီးနှလုံးကြီး꿰ပြီးတော့ဒလစီကြီးမြင်ပြီးတခါတည်းကိုတလောကလုံးဒီလိုမြင်နေတော့ဒကမပါရောယင်ကြီးနှလုံးကြီး꿰ပြီးတခါတည်းသွေးတွေပြေးနေပို့ ာကြီးလို့ဒီလိုမြင်နေတော့အဲ့ဒီမသာပုံကြီးကိုရှင်တွဲလို့ဗျာအဲ့ဒီမှာဟုတ်မလားသဘောပြောပြတာပါဗျာဟုတ်ကိုယ်ကြီးပြောနေပြောတာရှိလို့ပြောပါတယ်ဗျာဘာကြောင့်လဲတဲ့သရဂါများဟာတဲ့ကာမရာဂခေါင်းပါတယ်ဆိုဘာကိုမြင်လို့ခေါင်းပါတာတော့ရုပ်ပြည့်ကြီးကိုမြင်လို့ရုပ်ပြတ်မှမမြင်လို့ရှိရင်တဏှာသေးပါလားအသိရဲ့အလားရဲ့အနရဲ့ရတာရဲ့အတွေ့ရဲ့ဓမ္မရဲ့ဘုရားဟောအပြင်အာရဏဟာတဏှာပဲဒါကြောင့်မလို့ မြင်တာရုပ်လို့ဘုရားဟောတယ်။ဒါကအခုမြင်နေတာရုပ်ပြက်ဟောတာနော်။တချို့ကရုပ်ပြက်ကိုလက်သင့်မခံဘူး။ဘာကြောင့်လဲတဲ့။အဲ့ဒီတော့ဒီလိုရုပ်ပြက်ကိုမြင်မှသာလဲကာမရာဂကိုပွားပြီးတော့ချောတာစတာဒါကြရနေတယ်ကြာနော်